ဒီနေ့ပြောပြပေးသွားမှာကတော့လက်သေးကြိုက်ချင်းတင်းထင်သလိုမဟုတ်တဲ့ကျမ်းမာရေးအနေရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။တင်းလက်သေးကြိုက်တာတာမန်လေးထလို့ထင်ပါသလားအမှန်တော့ဒီအလေးထကတင်းရဲ့စိတ်ကိုယ်သားမကကျမ်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒီဗီဒီယိုထဲမှာတော့လက်သေးကြိုက်ချင်းနဲ့ပတ်သက်တဲ့တိတာထင်ရှားတဲ့ကျမ်းမာရေးနေရာတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်။ဘာကြောင့်လက်သေးကြိုက်တာလဲ။ နဲ့တဲကြိုက်ခြင်းဟာစိတ်ဖိစီးမှုစိုးရိမ်မှုပြည်ရည်ခြင်းတွေကြောင့်ဖြစ်တတ်ပါတယ်။တချို့မှာတော့မတိမတာဆွဲလန်းမှုတခုလည်းဖြစ်နိုင်ပါတယ်။ဒါကလူတဦးရဲ့စိတ်ကျန်းမာရေးအခြေအနေကို ပြသနိုင်တဲ့အချက်လည်းဖြစ်ပါတယ်။တင်းပါးစပ်သေးဝင်လာတဲ့ဘက်တီးရီးယားများလက်သေးအောက်မှာဘက်တီးရီးယားနဲ့ပိုးမွှားတွေများစွာရှိနေပါတယ်။ဒီတော့လူတစ်ယောက်ကလက်သေးကြိုက်လိုက်ပြီဆိုရင် သူ့ရဲ့လက်သေးကနေတဆင့်ဘက်တီးရီးယားနဲ့ပိုးတွေကပါဇက်သေးသူဖြစ်တန်းပြီးကိုရင်းရောဂါတွေဖြစ်စေနိုင်ပါတယ်။ဦးလန်းချောင်းရောဂါတွေနဲ့အဖျားရောဂါပိုးဝင်ခြင်းများကိုလည်းရင်ဆိုင်ရနိုင်။သွားနဲ့ခနှွင်းကျန်းမာရေးကိုရိုက်ခတ်မှုလက်သေးကြိုက်ခြင်းဟာသွားဖွဲ့စည်းပုံကိုပျက်စီးစေနိုင်ပါတယ်။သွားကျိုးပဲ့ခြင်းနဲ့သွားဖုံးများအနာတရဖြစ်စေခြင်းများနဲ့အတူခန္ဓာကိုယ်ရင်းကျန်းမာရေးအတွက်ရှုပ်ထွေးမှုများစွာဖြစ်စေနိုင်ပါတယ်။လက်သေးနှင့်အရေပြားပြဿနာများ လက်သေးကြိုက်ချင်းကြောင့်လက်တွင်ပါဝင်သောအရေပြားအရင်းမြစ်များပျက်စီးနိုင်ပါတယ်ဒီလေးထကိုရက်တန့်ဖို့နီလန်းတော်တော်များရှိပါတယ်အဲ့ဒီထဲကနီလန်းတချို့ကတော့စိတ်အေးချမ်းသာမှုရစေဖို့ meditation လက်သေးကိုအမြဲပြုပြင်ထားခြင်းစတဲ့နီလန်းများပါဝင်ပါတယ်မိကုံးကျို့အနေနဲ့ပြောရရင်လက်သေးကြိုက်ချင်းကတင်းတင်းတလို့တာမန်ကိစ္စမဟုတ်ပါဘူး ဒါကြောင့်တင့်ကျမ်းမာရေးအတွက်တိုးတက်ပြောင်းလဲလာဖို့အတွက်ဒီနေ့ကစလို့ကျမ်းမာရေးထိခိုက်စေမဲ့အလေးချိန်ကိုဖျောက်ဖျက်ဖို့ဆုံးဖြတ်ချက်မှန်မှန်နဲ့ပြင်ဆင်ဖို့လိုအပ်ကြောင်းကျမ်းမာရေးအသိပညာမျှဝေပေးလိုက်ပါရနော်။နောက်ထပ်လဲကျမ်းမာရေးနဲ့ပတ်သက်ပြီးအသိပညာလေးတွေမျှဝေပေးသွားမှာဖြစ်လို့သမီးတို့ channel လေးကို like subscribe လေးလုပ်ထားပေးကြပါအုံးနော်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာပြီးလူအင်ဆန္ဒတွေပြည့်တုံညာကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။